scalping, day trading, swing trading နဲ့ position trading ဆိုတာဘာတွေလဲ။ဘယ်တစ်ခုကမိတ်ဆွေတွေအတင်းတော်ဆုံးဖြစ်မလဲ။ဘေးနဲ့တော်တော်များများဒီလေးခုကိုမသိသလိုဘယ်တစ်ခုကကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာလည်းမသိကြပါဘူး။ဒီဗီဒီယိုပြီးသွားရင်တော့ဒီ strategy လေးမျိုးအကြောင်းဒေချာသိသွားပြီးတော့ကို့အတွက်ဘယ်ဟာကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုပါရွေးချယ်တဲ့တော်မှဖြစ်ပါတယ်။ဒါဆိုရင်စလိုက်ရအောင်။အပထမဆုံးပြောရမှာ scalping ပါ။ trade တွေများများဝင်ပြီးတော့မှ profit နည်းနည်းလေးချင်းစီယူတဲ့ strategy ဖြစ်ပါတယ်။မြင်မြန်ဝင်မြင်မြန်ထွက်မြင်မြန်အမြတ်ရတာကြိုက်တဲ့ trader တွေအတွက်ပါ။ ပုံမှန်အပြင်1 minute 5 minute time frame တွေလောက်မှာပဲထွက်ကြပြီးတော့ forest မှာဆိုရင်အများဆုံး pit 20လောက်နဲ့ crypto မှာဆိုလို့ရှိရင်တော့2%လောက်ထိပဲအမြင့်ရရင်ထွက်တတ်ကြပါတယ်။ indicator အနေနဲ့ RSI moving average နဲ့ bollinger band လိုမျိုးတွေတုံးကြပါတယ်။ trade တစ်ခုနဲ့တစ်ခု second buying ကနေပြီးတော့မှ minute ပိုင်းလောက်အထိပဲကြာတတ်ပါတယ်။ scalping မှာအကောင့်နဲ့ check ကမြ мян ဝင်မြ мян ထွက်မြ мян ပြီးတယ်ထွက်မြ мян ဝင်ရတယ်။မကောင်းတာကတော့ stress များတယ်အယုံဆိုင်ပြီးတေချာလုပ်ဖို့လိုပါတယ်။ မိတ်ဆွေကအမြန်ထွက်ရတာကြိုက်တယ်အချိန်လဲပေးနိုင်တယ်ဆိုလို့ရှိရင်တော့ scaping ကိုရွေးချယ်လို့ရပါတယ်မိတ်ဆွေနဲ့ကြိုက်တယ်ဆိုရင် comment မှာ scape လို့မှတ်ငယ်ပေးပါနောက်ဆိုတဲ့ကြီးတစ်ခုကတော့ day trading မှာ day trading ကတော့နေ့စဉ်အလုပ်တစ်ခု full time job လို့လုပ်နိုင်ပြီးတော့ trade ကိုနောက်နေ့အထိမကူဘဲနဲ့တနေ့စာတနေ့ဖြတ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်ပုံမှန်အားဖြင့်15 minutes to 1 hour time frame တွေကိုတုံးကြပါတယ် trade ကိုတနေတဲ့အပီအဖွင့်ပိတ်လုပ်ပါတယ်။ indicator တွေအနေနဲ့ VWAP, Fibonacci levels, RSI နဲ့ moving average တွေတုံးကြသလို အင်ဒီကေတာမတုံးမဲ့တဲ့ SMC လိုမျိုးတွေနဲ့လည်းထွက်ကြတာရှိပါတယ်။ Day trading ရဲ့ကောင်းကျိုးတွေကတော့ပုံမှန်ဝင်ဝင်လိုမျိုးရနိုင်မှုအခွင့်အရေးရှိတာရယ်။နောက်နေမကူတဲ့အတွက်ညဘက်ဖြစ်တဲ့ slip page တို့လိုပြဿနာတွေဖြစ်တော်တာဖြစ်ပါတယ်။မကောင်းတာကတော့ကျွန်တော်တို့အချိန်ပေးဖို့လိုမယ်။ focus ကောင်းကောင်းရှိဖို့လိုပါလိမ့်မယ်။မိတ်ဆွေကနေ့စဉ်အလုပ်သွားကြရမလို့အချိန်ပေးပြီးတော့မှ market ကြည့်နိုင်တယ်ဆိုလို့ရှိရင်ဒီ day trading ကိုပြီးချေပါ။ကိုယ့်မှာမှာ day trade လိုမှန်းငယ်ပြပါ။မိတ်ဆွေမှာတခြားအလုပ်တွေလည်းရှိတယ်။အချိန်လည်းအများကြီးတော့မပေးနိုင်ဘူး။ ဒါပေမဲ့ trading ကိုလုပ်ကြည့်ကျင်နေဆိုလို့ရှိရင်တော့ swing trading ကတင့်တော်ပါလိမ့်မယ်။ swing trading ဆိုတာကတော့ပိုကြီးတဲ့ time frame တွေဥမာ4 hour တို့ daily တို့လို time frame မျိုးတွေမှာပိုကြီးတဲ့ market movement တွေကိုဖမ်းတဲ့နေရာမှာသုံးပါတယ်။ပြီး90ရာနေပြီးတော့မှ200ကျားလောက်ထိ forex မှာ trade ကြပြီးတော့ crypto မှာဆိုလို့ရှိရင်တော့5 to 20%လောက်ယူလိုက်ကြပါတယ်။ indicator အနေနဲ့ RSI moving average နဲ့ Fibonacci လို indicator မျိုးတွေတုံးကြပြီးတော့ SMC လို့မျိုးနည်းလမ်းတွေနဲ့ထွက်ကြတာလည်းရှိပါတယ်။ ဖိတ်တစ်ခုတစ်ခုကိုရဲအနေငယ်ကနေပြီးတော့မှရဲတတပတ်အနေငယ်အထိကြာနိုင်ပါတယ်။ Swing trading ကတော့ screen တိတ်ကြည့်စရာမလိုဘဲနဲ့ trade ချင်းစီမှာ profit များများရနိုင်တဲ့အားသချက်တွေရှိပါတယ်။အားနည်းချက်ကတော့ trade deposit နည်းမယ်အမြင်ရဖို့ကြာမယ်။ဒါကြောင့်စိတ်ရှိတီးခတ်နိုင်မှုကလိုအပ်ပါတယ်။မိတ်ဆွေက trade trade ဝင်ပြီးတော့မှပြစ်ထားခြင်းနဲ့အချိန်လဲအရန်မပေးခြင်းတဲ့လူမျိုးဆိုလို့ရှိရင်တော့ swing trading ကတင့်တော်ပါလိမ့်မယ်။ comment မှာ swing လို့မှတ်ငယ်ပေးပါ။နောက်ဆုံးတစ်ခုကတော့ position trading မှာ နေ့စဉ်အတက်အကျတွေဘလောက်ပဲရှိရှိရေရှည်ကြရဲ့အမျက်ရမယ့်နီလန်းလို့ဆိုကြပါစို့ပုံမှန်အားဖြင့် weekly ဒါမှမဟုတ် monthly time frame အကြီးတွေကိုတုံးကြပြီးတော့200 moving average တွေ MACD နဲ့ crypto မှာဆိုလို့ရှိရင် on chain data မျိုးတွေကိုကြည့်ပြီးတော့မှာထိတ်တဲ့ကြပါတယ်အဓိကကျွန်တော်အရင်ကြီးတဲ့ profit တွေကိုအချိန်အကြာကြီးနေမှာရမယ့်ပုံစံမျိုးထိတ်ကြတာပါ ဖိတ်တစ်ခုတစ်ခုကိုနှဲ့နဲ့ချီပြီးတော့ကြာနေပါတယ်။ကောင်းတဲ့အချက်ကတော့ရေရှည်သွားနေတာဖြစ်တဲ့အတွက်ကြောင့် stress နေပါတယ်။ပြစ်ထလာရုံပဲဆိုတော့ပြီးတော့ profit ကရလာလို့ရှိရင်လည်းများမှာဖြစ်ပါတယ်။မကောင်းတာကတော့စိတ်အယမ်းရှည်ဖို့လိုပြီးတော့အရင်နေ့ capital လည်းများမှာဖြစ်မှာပါ။ဝယ်ပြီးတော့ပြစ်ထနိုင်တဲ့စိတ်ရှည်သီးခံမှုမျိုးရှိရဆိုလို့ရှိရင်တော့ position trading ကိုရွေးချယ်ပါ။ ကွန်မန့်မှာလောင်းထမ်းလို့မှန်းခဲ့ပေးပါ။ကဲဒါဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ best strategy မျိုးစားကိုရွေးချယ်ပါပါလေ။အမြန်ဝင်အမြန်ထွက် scalpella နေ့စဉ် time နဲ့ day trader လားပတ်တိုင်းလုပ်မဲ့ swing trader လားဒါမှမဟုတ်စိတ်အရန်ရှိတဲ့ position trading ကိုသွားမလားဒီမှာ tip တစ်ခုပေးရမယ်ဆိုလို့ရှိရင်တော့အခုမှစတဲ့လူအနေနဲ့ဆိုလို့ရှိရင်တော့ swing trading ကိုစသည်ကြပါတယ်ဘာလို့လဲဆိုတော့ risk နဲ့ reward နဲ့အချိန်ပေးရတဲ့နေရာ beginner အတွက်ပို့ပြီးတော့မှတင်တော်လို့ပါကဲဒီတော့မိတ်ဆွေအကြိုက်ဆုံး strategy ကိုမှတ်ငယ်ပေးပါ ပြီးတော့ analysis နဲ့ trading strategy video တွေကို DBF Forest နဲ့ DBS Crypto Channel တွေမှာလေ့လာလို့ရပါတယ်။အဲ့ channel တစ်ခုကိုလည်း subscribe လုပ်ပေးပါအောင်။ trade လုပ်ဖို့ Binance account နဲ့ Forest account တွေလိုအပ်ခဲ့ရဆိုလို့ရှိရင်တော့ lifetime discount ရနိုင်တဲ့ account တွေကျွန်တော်ရဲ့ description မှာထည့်ထားပေးပါတယ်။ဒီဒီပြောင်းကြည့်ပြကျေးဇူးများကြီးတင်ပါတယ်။ပတ်သက်ဝင်တဲ့နေ့လေးဖြစ်ပါလိမ့်။